ဖိလစ်ပိုင်တမရာဟောင်းရိုဒရီဂိုဒူတာတီဟာနယ်သာလန်နိုင်ငံတီဟိခ်မြို့မှာထိမ့်သိမ်းခံထားရပြီးမယ်။မေလ၁၂ရက်ကပြုလုပ်ခဲ့တဲ့တတန်းဝက်ယူကပွဲမှာကိုယ်စားလှယ်လောင်းတူဦးဖြစ်ပါဝင်ခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ဒူတာတီဟာမြို့သားအဆင့်နဲ့ဒေသနာအဆင့်ယာလူ200,000ကိုယူကောက်တင်မြောက်တဲ့ယူကောက်ပွဲမှာကိုယ်စားလှယ်လောင်းဖြစ်ပါဝင်နေတာကြောင့်အဲ့ဒီယူကောက်ပွဲဟာသူနဲ့သူ့ရဲ့မိသားစုအတွက်နိုင်ငံရေးအာဏာကိုဆက်လက်ဆွဲကိုင်ရေးအဆုံးဖြတ်ပေးလိမ့်မှာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကပြောကြခဲ့ပါတယ်။ဒူတာတီဟာမန်လာကရဲကနိုင်ငံတကာယာဆွေးမှုတရားရုံး ICC မှာထိမ့်သိမ်းခံထားရပြီးသူ့ရဲ့တမရတတန်းဖြစ်တဲ့2000 2016ခုနှစ်မှ2022ခုနှစ်အတွင်းပြုလုပ်ခဲ့တဲ့မူရစ်စေဝါတိုက်ဖြတ်ရေးစစ်ပွဲအတွင်းလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုဆွဲချက်တွေနဲ့တရားရင်ဆိုင်မှုစောင့်ဆိုင်နေပါတယ်။ဒါပေမဲ့လည်းဒူတာရီယာသူ့ရဲ့ဩဇာအာဏာလွှမ်းမိုးထားတဲ့ဒါပေါင်းမျိုးရဲ့မြို့တော်ဝင်ယာလူနေရအတွက်ဝင်ရောက်ရှင်ပြန်တဲ့ကိုယ်စားလှယ်လောင်းစင်းရဲမှာပါဝင်နေပါတယ်။ဖိလစ်ပိုင်ရဲ့တရားဥပဒေအရပြစ်မှုဆိုင်ရာဆွဲချက်တွေနဲ့ရင်ဆိုင်နေရတဲ့ကိုယ်စားလှယ်လောင်းတွေဟာထိမ့်သိမ့်ခံထားရတဲ့အတိုင်းစီရင်ချက်မချမီအချိန်ထိရွေးကောက်ပွဲဝင်ရောက်ရှင်ပြန်ခွင့်ရရှိထားပါတယ်။ဒူတာရီဟာတမရမဖြစ်ခင်ကဒါပေါင်းမျိုးတော်ဝင်အဖြစ်နှစ်ပေါင်း20ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့တာကြောင့်အခုနှစ်ရွေးကောက်ပွဲမှာလည်း တာဖောင်းမျိုးတော်ဝင်အဖြစ်ရွေးကောက်ခံရပွဲရှိတယ်လို့အများစုကယူဆထားကြပါဗယ်။မီလာစနေရကပြုလုပ်တဲ့တက်တန်းဝက်ရွေးကောက်ပွဲမှာမဲပေးဖို့မှတ်ပုတ်တင်ထားတဲ့ဖိလစ်ပိုင်နိုင်ငံသား68တန်းကျော်ဟာအထက်လွှတ်တော်ရဲ့နေရာ12နေရာအောက်လွှတ်တော်ရဲ့နေရာ318နေရာပြည်နယ်တွေမြို့တွေနဲ့မြို့နယ်တွေရဲ့ဒေသနာအုပ်ချုပ်ရေးယာရုနေရာအတီးတီးအတွက်ကိုယ်စားလှယ်လောင်းတွေကိုမဲပေးရွေးချယ်နေတာဖြစ်ပါတယ်။ဒူတာတီရဲ့သမီးဖြစ်တဲ့လက်ရှိဖိလစ်ပိုင်ဒုသမ္မတဆာရာဒူတာတီဟာလည်းအထက်လွှတ်တော်ရဲ့နေရာတစ်နေရာအတွက်ဝင်ရောက်ရှိပြန်ခဲ့ပါတယ်။ဆာရာဒူတာတီကလည်းသမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကိုလောက်ကျန်တက်ဖြတ်မယ်ဆိုတဲ့မတ်ချက်စက ကပြောကြားမှုအကျင့်ပြတ်ခြားစားမှုတွေနဲ့ဂျူတိုင်လမှာလွတ်တော်မှာဆွဆွဲပြစ်တင်ခံခဲ့ရပါတယ်။